အောင်မြင်ကြီးပွား14ပါအောင်မြင်ဖို့ကြီးပွားဖို့ဘယ်ကိစ္စမှာပဲဖြစ်ဖြစ်အောင်မြင်မယ်ကြီးပွားတိုးတက်မယ်အဲ့ဒီကြီးပွားတိုးတက်ဖို့အတွက်ဒီအချက်၄ချက်အဓိကစွမ်းဆောင်မှုပေးလိုက်မယ် physically important တကယ်ကိုအခြေခံအဖြစ်အရေးကြီးတဲ့အချက်၄ချက်ဒီလိုဆိုလိုတယ်ပေါ့အဲ့ဒါကိုမြတ်စွာဘုရားကဟောတဲ့အခါနံပါတ်၁ကဘာလို့ဆို ပฏิရူပဒေသဝါတာတင့်တင့်လျောက်ပတ်တဲ့ကိုနဲ့တင့်တော်တဲ့နေရာကိုရွေးချယ်တာဒါလည်းအလွန်အရေးကြီးတာပဲကိုပဲနေရာမှာပဲမွေးမွေးနော်ကြီးပွားတုတ်တဲ့ဖို့အတွက်ကြတော့မွေးတဲ့နေရာကကြီးပွားတုတ်တဲ့ချိန်မှာတုတ်တဲ့မှာဗမာစကားမှာလည်းရှိတယ်တရွာမပြောင်းတကောင်းမဖြစ်ဆိုကိုနဲ့တင့်တော်တဲ့နေရာနေထိုင်တဲ့အခါမှာလူတွေဟာကြီးပွားတုတ်တဲ့လား ဒီပေါ်တူတက်နိုင်တဲ့နေရာကိုရွေးချယ်ဖို့လိုအပ်တယ်သူတို့ဆိုတယ်ပေါ့ပြောမယ်ဆိုရင်ကြည့်အမေရိကန်သမ္မတလင်ကွန်ဆိုတာကြားဘူးကြားဘူးလေတော်တဲ့ကလေသမားတာလေတော်တဲ့မှနေတာအေးမြို့တက်လာပြီးတော့ပညာတွေပါပြီးသင်နောက်ဆုံးမှသမ္မတအထီအောင် ဖြစ်သွားတောမှနေရင်တော့တောသကြီးလောက်တော့ဖြစ်ကောင်းဖြစ်တကယ်ဇာတာကောင်းတော်တောနေတောသကြီးပဲဖြစ် တပတာတိအောင်မဖြစ်ဘူးနေရာမှန်မှုလို့တယ်လို့ဆိုလို့အဲ့တော့ပฏิရူပတေတဝါတာကိုနဲ့တင့်တော်လျောက်ပတ်တဲ့အရတ္တေတာကိုရွေးချယ်နေထိုင်ရမယ်လို့ဆိုတာအဲ့ဒီနေရာမှာမြတ်စွာဘုရားဟောတဲ့စကားလုံးကအင်တန်မှအားလုံးကိုခြုံငုံပြီးတော့ဟောတာပฏิရူပဒေတာဆိုကိုနဲ့တင့်တော်တဲ့အရတ်ဆိုကိုဘာလုတ်ချင်တယ်လဲဆိုတဲ့အပေါ်မှာရွေးရတယ် ကိုဘာဖြစ်ချင်တယ်လဲဆိုတဲ့ပုံမှာရွေးရပတိရူပဆိုတာကိုနဲ့တင့်တော်တဲ့ဒေသဆိုတာအယထာနာဝါသနေထိုင်တာအဲ့ဒါနေထိုင်ရမယ်ဆိုတော့ဒါဖြင့်ကိုဘာလုပ်ချင်တာတုံးဆိုတဲ့ပုံမှာကိုနဲ့တင့်တော်တာရွေးရမယ်ဆိုတော့စီးပွားရှာကျင်တာလားပညာသင်ကျင်တာလားကျမ်းမာရေးတိုးတက်စေကျင်တာလားသို့မဟုတ်နိဗ္ဗာန်ရောက်အောင်တရားထုတ်ကျင်တာလားဟော ကိုယ့်ရဲ့ရည်ရွယ်ချက်တွေပေါ့နော်ပါဠိမှန်အမှတ်ဖြစ်ချင်တာလားတမတာဖြစ်ချင်တာလားဟောတခုစီကိုယ့်ရဲ့ရည်ရွယ်ချက်တွေအတိုင်းပဲကိုယ်တင့်တော်တဲ့နေရာတခုရွေးရဒီလိုဆိုလို့ဟောအဲ့ဒီနေရာမှာပညာတက်ချင်တယ်ဆိုလို့ရှိရင်ပညာသင်ခွင့်ရတဲ့နေရာမျိုးကြောင်းကောင်းကောင်းရှိတယ်